ဇန်နဝါရီမှာအသင်းကနေထွက်ခွာဝင်ပြို့ကိုတောင်းဆိုထားပြီးဖြစ်တဲ့ပလီပေါင်းအလုံးမေးမိလာများဒီမှာ Swap Page ကနေပြန်ရေးပြောလိုက်ပါရင် Manchester United အသင်းရဲ့လာမယ့်ဇန်နဝါရီမှာခေါ်ယူသွားခြင်းနဲ့အဓိကပြမှတ်ကိုပြောပါဆိုရင် Brighton အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Carlos Bolivar ပဲဖြစ်ပါရင် Carlos Bolivar ကို United တို့ပြီးခဲ့တဲ့ရာသီကလေးကခေါ်ယူခြင်းနေခဲ့တာဖြစ်ပြီးခေါ်ကွင်းမတာလို့တောင်မခေါ်ခဲ့ကြတာဖြစ်ပါလေလို့ဆိုရမှာပါဘယ်လိုမျိုးခေါ်ကွင်းမတာခဲ့ကြရလဲဆိုရင်တော့ Brighton အသင်းဘက်ကကစားသမားအတွက်တောင်းဆိုခဲ့တဲ့ပြောင်းရွှေ့ခြေချောင်းဖြစ်ပြီးပေါင်တန်းကြာဝင်းဂျီမာနာကို Brighton ဘက်ကတောင်းဆိုသွားခဲ့ကြတာပါ အဲ့ဒီအတွက်ကြောင့်လေ United အသင်းဟာ Brewer ကိုခေါ်ယူဖို့ကိစ္စကိုလည်းလျှော့ခဲ့ကြပြီးအသင်းအားတဲ့အချက်တစ်ခုလိုဖြစ်နေခဲ့တဲ့ဂိုလမရီယာအတွက်ကိုတော့အားပြေသွားခဲ့ကြတာဖြစ်ပါတယ်။ Sunny Lasman ကိုခေါ်ခဲ့တဲ့ United အသင်းအတွက်ကတော့မှန်ကန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုတာစောင့်ကြည့်သွားရအောင်ပါဖြစ်ပေမဲ့ပြီးခဲ့တဲ့ကြောင်တဲ့ဒီနယ်ပွဲစဉ်မှာပြသသွားခဲ့တဲ့ Lasman ရဲ့ Lasman တွေက United အသင်းအတွက်အားကိုးအချင်းစရာစွမ်းဆောင်ရည်ပြသသွားခဲ့တာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ် ဒီတိုင်းနဲ့အတင်းအားကုသမနေရာကိုဖြည့်နှင်းထားနိုင်ခဲ့ရတဲ့ဆိုရင်ကွင်းလေကတော့အတော်လေးအားနည်းချက်တွေရှိနေခဲ့သေးတာပါ။အမေရိကန်ကက်စမဲလိုနဲ့ဥဂါဒီတို့ကိုတွဲပြီးအသုံးမပြုရဲသလိုကိုဗီမိုင်းတို့ကိုလည်းပွဲထွက်ခွင့်နေရာပေးသွားဖို့အတွက်ယုံကြည်မှုတွေအားနည်းနေခဲ့ပေါ်ပါမယ်။အဲဒါကြောင့်လည်းကိုနဲ့ပိုင်းအတွက်အမေရိကန်ဘရူနိုဖာနန်ဒက်ကိုအာဂိုဒီချီနဲ့အသုံးပြုနေခဲ့ရပြီးပေါ်ရီကီနိုင်ငံတကာဘောလုံးပွဲစဉ်အနေနဲ့ဆလော့ဂိမ်းမျိုးစုံကိုကစားချင်နေဆိုရင်တော့စင်နီယာအေဂျင့်ကြီးတီယာကိုကိုစီမှာအိုင်ဘတ်ကွန်ရှီကို5 minute အပါဝင်ဘမ်မန်စေးနဲ့ဘောင်း556တို့ကိုအကောက်အသင့်ဖွင့်တိုင်းဒဆယ်ရာခိုင်နှုန်းဘောနဲ့နဲ့အတူစော်ကစားဖို့အတွက် Viber Phone Number 60,90,90,90,90ကိုခုပဲဆက်သွင်းလိုက်ပါ။ဒါကွင်းလိုက်ကစားမဟာ။ဒါမဲ့ရာဒီမာယူနိုက်တက်ကိုဆုံးခွာသွားဖို့ရှိနေခဲ့သလိုအသက်အရွယ်တစ်ခုရလာခဲ့ပြီဖြစ်တဲ့ကန်စမဲလူကလည်း United ကိုဆုံးခွာသွားဖို့ရှိနေခဲ့တာပါ။အဲ့တော့ကုလေးပိုင်းအတွက်အင်အားဖြည့်တင်းမှုတွေပြုလုပ်သွားဖို့အတွက် United အသင်းဟာပြင်ဆင်နေကြတာဖြစ်ပြီးလာမယ့်ဇန်နဝါရီအကာလအတွင်းမှာကုလေးကစားမတစ်ယောက်ကိုခေါ်ယူအားဖြည့်သွားဖို့စီစဉ်နေကြတာဖြစ်ပါရင် ယူနိုက်တက်အသင်းဟာကွင်းလည်အတွက်ဘရိုက်တန်ကဘလီဗာနဲ့ခွေစတယ်ဘဲလီကအဒန်ဝါဒန်နဲ့နော်တန်ဖော်ရက်ကအန်ဒါဆန်တို့ကိုပြစ်မှတ်ထားနိုင်ခဲ့တယ်လို့သိရပြီးနောက်ဆုံးထွက်ပေါ်လာခဲ့တဲ့တင်းနေတွေကတော့ဘရိုက်တန်ကွင်းလည်လိုဘလီဗာဟာလာမယ့်ဇန်နဝါရီမှာဘရိုက်တန်ကနေထွက်ခွာခွင့်ပြုဖို့တောင်းဆိုထားခဲ့တာဖြစ်ပြီးဒါယူနိုက်တက်ကိုပြောင်းရွှေ့ဖို့လားဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ဘောလုံးအောက်စားနဲ့ပတ်သက်တဲ့တင်းနေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Member Sport Page ကိုလည်း Like and Share ပြုလုပ်ပေးသွားခဲ့ကြဖို့အတွက်ထိတ်ခေါ်လိုက်ပေးရစေ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။